ီနေ့ကတော့ကျွန်တော်တို့တွေဒီတခနိုနဲ့ infinite phone အကြောင်းလေးပြောကြတာပေါ့ဒါအရင်ကတခနိုအကြောင်းနဲ့ infinite အကြောင်းလေးပြောခဲ့သလိုပဲဒီတစ်ခါတော့သူးသူးခြားဖြစ်သွားအောင်တခနို phone တွေနဲ့ infinite phone တွေကျွန်တော်တို့ဒီဈေးကွက်ထဲမှာဘယ် phone တွေကပို့ပြီးတော့အကြောင်းသွက်လဲဘယ်သူတွေကဘယ် phone ကိုပို့ပြီးတော့ရွေးဝယ်လဲပြီးတော့ဘာကြောင့်ရွေးဝယ်ရလဲဒီအကြောင်းကိုနည်းနည်းလေးအဖြေရှာကြည့်မယ်ဆိုတော့ကျွန်တော်တို့ဒီ video လေးကိုစလိုက်အောင် ဖြစ်ချင်တော့ဒီနှစ်ကောင်လုံးက transition ဆိုတဲ့ company အောက်မှာအတူတူရှိနေရကောင်းလေတစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်းဒါအတိတ်တော့ထူးခြားနေဖုံမဟုတ်တစ်ဖက်ကိုကြည့်မယ်ဆိုရင်လည်းဒီနှစ်ကောင်လုံးကအရင်သိရမလားဟိုဒီကောင်နဲ့ကောင်အရင်ကွာခြားရပြီးအရင်ဟနေရကပြန်းဖြစ်တာမျိုးမဟုတ်ဘဲနဲ့နှစ်ယောက်လုံးကဈေးနှုန်းတွေရော primary တွေရောတော်တော်လေးကိုမှအဆင်ပြေပြီးတော့အဲ့သူတို့ဈေးတန်းထဲမှာ တူတူပြိုင်နေကောင်လို့ပြောလို့ရတယ်။ပြီးတော့နောက်တစ်ချက်ကဒီကောင်တွေကတကယ်ကိုမှ budget friendly ဖြစ်တဲ့ဖုန်းတွေကိုအများဆုံးထုတ်တာ။သူတို့လဲဈေးကွက်တွေပါတယ်သိရင်တူပါတယ်။ဒီမြန်မာနိုင်ငံဈေးကွက်မှာဆိုရင်ဒါအားလုံးသိတဲ့အတိုင်းပဲတခဏလို့ infinity ဆိုတာက3သိန်းတန်းကောက်ကနေပြီးတော့8သိန်း9သိန်းတန်းလောက်ထိဘရားဘွယ်ဘွယ်တတော်လေးကိုမှအဆင်ပြေရဲ့အနေအထားမှာရှိရတယ်။ဒါမဲ့တခုတော့ရှိတာလူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကတယောက်နဲ့တယောက်နဲ့တော့အကြိုက်ချင်းတူကြမှာတူလိမ့်မယ်။အဲတယောက်နဲ့ကဒီဖုန်းကအဆင်ပြေရဆိုရင်လည်းတယောက်တော့ကဒီဖုန်းက ပြင်ချင်မှပြင်နေမယ်ဒါကတော့ကြိုပြီးတော့စကားပလင်ခံထားပြီပြီးတော့ထူးထူးခြားသတိထားမိတာကကြာတော့တခဏုံနဲ့ infinite မှာနည်းနည်းလေးကွဲနေတဲ့အပိုင်းလေးရှိတယ်ဒါကတော့တည်တည်ချာလိုက်ကြည့်လို့ရှိရင်တော့တိသွားလိမ့်မယ်ဘလို့လဲဆိုရင်တခဏုံကကြာတော့သူကခုနောက်ပိုင်းမှာပေါ့နော်သူက AI ဘိုင်းနေပါတယ်ပို့ပြီးတော့ဟို အပြူလာတယ်ပို့ပြီးတော့ဒါကိုဖော်လာတယ် AI နေကောင်းနေ AI နေမိုက်တယ် AI feature တတော်များကိုတခဏဖုန်းတတော်များမှာထည့်လာပြီးရယ်အဲဒါနဲ့အမြင့်ဖုန်းလေးမှာပေါ့ပြီးတော့သူတို့ကလည်းဒီလို AI feature တွေကပုံမှန်ဆိုရင်ကျွန်တော်တို့က30 30ဝန်းကျင်မှာ3မှရမဲ့ AI feature တွေကိုဒီတခဏဖုန်းတွေမှာ7 3 9လောက်နဲ့ကျွန်တော်တို့ AI feature တွေကိုကောင်းကောင်းသုံးလို့ရလာတယ် ။ဒါပေမဲ့ထပ်ပြီးတော့ထူးခြားတာကကြတော့ infinite infinite ကကြတော့သူနည်းနည်းလေးစားတယ် AI တွေဘာတွေလဲပါတယ်ဒါပေမဲ့သူက AI တွေဘာတွေအဲ့လို highlight ထားမနေဘူး။သူတို့အဓိက highlight ထားတာကတော့ design ပိုင်းအဲ Hot 50 Pro Plus ဆိုလို့ရှိရင်ဒါအားလုံးမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်ဒီအပားဆုံးဖုံးဆိုပြီးသူတို့ထုတ်ထားတာမျိုးတော်တော်လေးပါတယ်ကင်ရတာလည်းအဆင်ပြေပြီးတော့ဒီစည်းတန်းဝင်းကျင်မှာအလုံးကကင်မရာဘန်ကိုအဝိုင်းလုံးနေရဟာနေဒီကောင်ကရုပ်တရက်ကြီးထပြီးတော့၄ောင်းပုံစံဒါ square ပုံစံပေါ့ဒါမျိုးတွေကောက်လုတ်လာ နည်းနည်းလေးပို့ပြီးအမြင်ဆန်းသွားတယ်။အဲတေချာတော့ကတော့ infinite ကတော့ design ဘက်ကိုနည်းနည်းလေးပို့ပြီးတော့အားဆိုင်နေရအချိန်မှာတက္ကနိုကတော့ AI ဘက်ကိုပို့ပြီးတော့အားဆိုင်နေရလို့တော့မြင်တယ်။နောက်တစ်ခုကကျတော့ဒီကောင်နေရဲ့ user interface user interface ကကျတော့ဒါအကုန်လုံးက android ကိုအခြေခံပြီးတော့သုံးတာလေးရမတူကြဘူး။ Infinite ကကြတော့ HOS ကိုတုံးနာပေးပြီးတော့တခဏကကြတော့ HighOS ကိုတုံးပေးထားတယ်။အခေါ်ဝေါ်ကတော့နည်းနည်းလေး꽌တယ်ဆိုပေမဲ့တကယ်ဖုန်းနှလုံးကိုလည်းထဲမှာကင်ပြီးတော့တုံးမယ်ဆိုရင် ီကောင်းနှကောင်းလုံးကအတူတူလေးကြီးပဲအဲဆိုလိုချင်တာ HOS ကို HOS ကိုကတည်တည်ချာဒီဖုန်းနှလုံးကိုရှင်သုံးလိုက်မယ်ဆိုရင်ကွာချရတဲ့ခုမှမရှိဘူး။နှစ်ခုလုံးကသုံးလို့ကောင်းတယ်။အခု HOS 15နဲ့ HOS 15ဆိုပူတော်မှိုက်သေးတယ်။တော်တော်လေးကိုမှ smooth ဖြစ်လာတယ်။ animation တွေပို့ပြီးတော့လှလာတယ်။ battery life တွေပို့ပြီးတော့ strong ဖြစ်လာတယ်။ဒါမျိုးလေးတွေဖြစ်လာတယ်။အဲတော်တော်လေးနောက်ပိုင်း user တွေဘက်ကိုတော်တော်လေး queue site ပေးလာတယ်လို့ပြောလို့ရတယ်။ ပြီးတော့ market ကိုပြန်ကြည့်မယ်ဆိုလို့ရှင်လဲဒါ infinite ကတခဏတော့ဒါအာရှနဲ့အာဖရိကဘက်ကိုအဓိကထား focus လုပ်ပြီးတော့တို့ရဲ့ market ကိုပြိုင်နေရဆိုတော့ဘာပြောဒါအဆင်ပြေတယ်အဆင်ပြေတယ်ဆိုတော့အကြောင်းရင်းကကြောဒီနှစ်ကောင်ပြိုင်လေးလေကျွန်တော်တို့ဂျားထရယူဇာတွေပို့ပြီးတော့အဆင်ပြေလေးလေးပဲဒါကတော့ကျွန်တော်ကလက်ခံမယ်ဝမ်းသာကြရလို့ပြောရအောင်ဆိုတော့ကိုက infinite နဲ့တခဏဘယ်ဟာကိုပို့ပြီးတော့ ရွေးဝယ်မလဲဘဲကောင်ကိုသွားရွေးမလဲဆိုလို့ရှိရင်တော့နှစ်ကောင်လုံးကတော့တိတ်ထူးခြားနေရကောင်တွေမဟုတ်ဘူးတခုရှိတာကကိုကဘလို့သုံးကျင်တာလဲဥပမာ AI feature တွေကိုပို့ပြီးတော့သုံးကျင်တာဒါဆိုလို့ရှိရင်တခဏဘက်ကိုကူးလိုက်အဲ့လိုဘက်နဲ့နည်းနည်းလေးပို့ပြီးဒီဇိုင်းလှတဲ့ဘက်ကိုသွားကျင်နေဆိုရင် infinite ဘက်ကိုကူးလိုက်အဲ့ဒီလိုမျိုးလေးနည်းနည်းလေးအကြမ်းပြင်းတော့ခွဲထားလို့ရတယ်အဲ့နှစ်ခုလုံးကလည်းဘယ်လိုပဲဖြစ်ရွေးလို့ရှိရင်အရွေးမမှားတဲ့ကောင်လေးပဲသူ့ရဲ့ budget line အမှ official global ထဲမှာတခဏလို့ infinite ဆိုတာတကယ်တန်တဲ့ ဖုန်းတွေလို့ဒါတိတိချာကိုပြောလို့ရတယ်ကောင်းကောင်းလေး recommend ပေးလို့ရတဲ့ဖုန်းတွေတကယ်လို့ကိုက infinite ထဲကဝယ်ခြင်းနဲ့နောက်ဆုံးထွက်တာလေးလိုခြင်းနဲ့ဆိုရင် infinite ဆိုရင်သူက hot 50 series ရှိရယ် hot 50 hot 50i hot 50 pro plus အဲသူတို့သွားခြင်းနဲ့ approach တွေလည်းတစ်ခုနဲ့တစ်ခုကမတူကြဘူး model တွေကသာဒီ line တစ်ခုထဲပဲဒါပေမဲ့သူကသွားခြင်းနဲ့ပုံစံတွေကမတူကြဘူးအဲဥပမာကျွန်တော်တို့ဒီ3သိန်းလောက်ကနေစပြီးတော့ hot 50 pro plus ဆိုလို့ရှိရင်ဒါ7သိန်းအောက်ဈေးလောက်နဲ့ရတယ် ဆိုတော့ဒီ3သိန်းလောက်နဲ့7သိန်းလောက်ကြားထဲမှာကျွန်တော်တို့ကဒီဒီဇိုင်းပုံလှတာမျိုးလေးတဲ့မှာပါပါလေးဆိုတဲ့ဖုံမျိုးကင်ဂျနာမျိုးတွေပုံမှန်ထက်နည်းနည်းလေးဆန်းနေရမျိုးတွေကင်ဂျနာ Official Global ရဲ့လိုဂျနာဆိုရင်ဒီ Infinity Hot 50 line ကလည်းတော်တော်လေးကိုအဆင်ပြေတယ်ဘလိုပဲဖြစ်ဒါ user တွေပေါ်တော့ဒါစိတ်ပြတ်စေမယ့် line တော့မဟုတ်ဘူးအဲ့တော့ကတက္ကနိုတက္ကနိုကတော့သူကနည်းနည်းလေးပို့ပြီးအားတာတယ်ပုံမှန် infinite နဲ့အပြိုင်ဆိုရင်တက္ကနိုမှာကဒါ hot series နဲ့အပြိုင်ဆိုလို့ရှိရင်တက္ကနိုမှာ spec series ရရှိတယ်ဒါပေမဲ့ တခုထူထူကြအနေနဲ့ဆိုရင်ကျွန်တော်တို့ကတသိန်းနှစ်သိန်းလောက်စိုက်လိုက်ပြီဆိုလို့ရှင်ကမွန်စီးရီတွေရတာကဒါအာတာချက်ဥမာကမွန်14ပြီးတော့ကမွန်40 Pro နည်းနည်းလေးတသိန်းလောက်စိုက်လိုက်ပြီဆိုရင်အဲ့ကောင်တွေဝယ်လို့ရတယ် AI နေပို့ပြီးသုံးလို့ရမယ် display တွေပို့ကောင်းလာမယ် camera တွေပို့ပြီးတော့ကောင်းလာမယ်ဒီလိုဘက်ဘက်ကပို့ပြီးတော့ကောင်းလာတဲ့ all rounder တော်တော်လေးကောင်းတဲ့ common series တွေကိုရတယ် common series တွေကတော့အားလုံးသိတဲ့အတိုင်းပဲဟိုးရင်နဲ့အခုချိန်ထိတော်တော်လေးကိုမိုက်နေတော့မယ်ဒီမူပေါ်ကိုက Infinite Hot 50 Pro Plus ကိုဝယ်မယ်ဆိုပြီးတွေးထားရင်တသိန်းနှစ်သိန်းလောက်စိုက်လို့ရှိရင်တခဏရဲ့ common series တွေရရဲဆိုတော့ဒါကလည်းနည်းနည်းလေးကောင်းစားတဲ့ရွေးချယ်စရာလို့ပြောရမယ်။အဲတကယ်လို့ budget တွေပါလေကိုက limit solid သတ်မှတ်ထားရဆိုလို့ရှိရင်တော့ infinite ပဲဝယ်ပေါ့အဲ့လိုမျိုးပဲနည်းနည်းလေးပို့ပြီးတော့တိန်းလောက်ပို့သုံးမယ်လို့တိန်းနှစ်တိန်းလောက်ပို့သုံးမယ်လို့တွေးထားရဲဆိုရင်တော့ common city ဘက်ကိုခြေလန်းလှည့်လိုက်တာကဒါပို့ပြီးတော့အများကြီးအဆင်ပြေသွားလိမ့်မယ် တကယ်လို့ကိုကကမွန်စီးရီးယားဈေးရမ်းမြောင်းနေရဆိုရင်ရွေးချယ်စရာနေတဲ့တခဏမှာဆိုရင်သူက spec series ရှိတယ်။ spec 30 series ပေါ့။ဒီကောင်လေးကကြောက်ရလဲမဆိုဘမဘီ edition တွေပွားလို့ရှိရင် transformer transformer edition ကိုမှသွား optimate prime edition တွေဒါမျိုးတွေလည်းရှိသေးရဆိုတော့ spec series ကလည်းသူ့အနေနဲ့သူတော်တော်လေးအဆင်ပြေ expert series ဆိုတာ spec 30 series ဒီကောင်ကလည်း3သိန်းလောက်ကနေပြီးတော့ဒါ6သိန်းခန့်သိန်းဝင်ကျင်လောက်ထိရှိတယ်။ဆိုတော့နှစ်ခုလုံးကပြောမယ်ဆိုလို့ရှိရင်တော့သူ့အနေထားနဲ့သူအကုန်လုံးကတော့သုံးရတဲ့ feeling ကတော့တိတ်တော့ကွာမောတော့မဟုတ်ဘူးနှစ်ခုလုံးကအတူတူလေးပဲ high over aos ပေါ်တဲ့ပုံစံနေသွားတဲ့ animation style နေဘာတွေအစအကုန်လုံးကဒီဒီသားသမီးကြီးပဲဆိုတော့အကုန်လုံးကအကုန်လုံးကတူနေရအဲ့တော့ဘာမှတိတ်ပြီးတော့ခေါင်းစားနေကြမလို့ဘူးတခုပဲကိုကဒီဇိုင်းပို့လှတာကြိုက်တာလား AI နေပို့ပြီးတော့တုံးချင်တာလားဒါမျိုးလေးကတော့ क्वे သွားတာပေါ့ဆိုတော့ခြုံပြောမယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ personally အရဒါမေးခွန်းတွေကလာမှတည်တယ် အကိုဆိုရင်ရောအဒမင်ကြော်ကြီးဆိုရင်ရောဘယ်ကောင်ကိုကြိုက်တယ်ဘယ်ဟာကိုပို့ပြီးတော့ recommend ပို့ပေးခြင်းလဲနည်းနည်းပို့ပြီးတော့ green တွေ့လဲအမ်ဒါမျိုးလေးမိမှာကြိုသိရတဲ့တစ်ခါလေးဖြေပေးလိုက်မယ်ကျွန်တော်ကတော့နည်းနည်းလေးအရင်ကရင်းကဒီတက္ကနိုရဲ့ line up ခဖတ်ကိုပို့ပြီးတော့စိတ်ဝင်စားတယ်အဲကျွန်တော်အရင်ကျွန်တော်စပြီးစိတ်ဝင်စားသွားတာတက္ကနိုရဲ့ပိုပါ5 series မှာစပြီးတော့ဒီတက္ကနိုကိုနည်းနည်းလေးပို့ပြီးတော့ကြိုက်တယ်အမ် brand ဆွဲကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဒါတောင်နဲ့တောင်ကတော့ personal layer တူမှာမဟုတ်ဘူးဒါကနည်းနည်းလေးကိုမြင်နဲ့သူမြင်ကွဲသွားမျိုးတွေရှိမယ်ဒါကလည်း တောင်တောက်ကတော့ဒါကွဲလွဲခွင့်ရှိရဲဆွေးနွေးခွင့်ရှိရဲဆိုတော့ပစ်တီတော့မဟုတ်ပါဘူးဆိုတော့ခုလူလို့ဆိုရင်ရော infinite ဘက်ကိုရွေးမလားတက္ကနိုရွေးမလားဒီဇိုင်းလာတဲ့ infinite လား AI နေနဲ့တက္ကနိုလားအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါဦးပြီးတော့လက်ရှိတက္ကနို infinite ထဲကဘာဖုန်းတွေကိုသုံးနေလဲ user experience ဘယ်လိုရှိလဲပြောခဲ့ပြပါဦးအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်က admin ကြော်ပြပါ Yangon Mobile Store